မင်္ဂလာပါရှင် မေလ9ရက်တနင်္လာနေ့အတွက်ရွှေငုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဦးစားတင်ဆက်ပေးမှာကတော့ရထားတဲ့78ဘင်းရင်ကို9ထင်ကန္နာရင်ဝင်တိုက်ရာကနေတဦးသေးဆုံးပြီး၄ဦးဒဏ်ရာရတဲ့သတင်းမေလ၄ရက်မုံတဲ7နာရီခန့်ကရန်ကုန်တိုင်းဒေသကြီးလှေကူမြို့နယ်ရဲမုံကြီးရွာရန်ကုန်မကူကားလမ်းမှာပြီးတွင်ရထားတဲ့နစ်ဆန်အမျိုးအစားအဖြစ်အောင်78ဘင်းရင်အား ငါးဘုံများတင်ဆောင်လာတဲ့ Mitsubishi ကန္နာအမျိုးအစားဖြူပြားရောင်၆ဘင်းရင်ဟာအချိန်မထိန်းနိုင်ပေအနောက်မှာဝင်ရောက်တိုက်မိကြောင်းသိရှိရပါတယ်။အစုပါရင်တိုက်မှုကြောင့်ကားကောင်းကန်အတွင်းလူညက်နေကြောင်းသတင်းရရှိရာကြောင်းလေကူးမြူနယ်မီသက်စကန်နဲ့မင်္ဂလာတို့မြူနယ်မီသက်စကန်များမှတပ်ဖွဲ့ဝင်များကရှောက်ဝေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြကြောင်းနဲ့ Mitsubishi ကန္နာရင်ပေါ်ပါအမျိုးသားတအူး သေဆုံးအမျိုးသမီးတအူထိခိုက်ဒဏ်ရာဆိုရင်ရအမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတအူထိခိုက်ဒဏ်ရာရမဆိုရင်ရတို့အားလေကူးမြို့နယ်စစ်ချေနီတပ်ဖွဲ့ဓမ္မကုံရောင်အသင်းဂရုဏာရှင်အသင်းမက်ဒီကယ်လူငယ်အသင်းတို့မှသူနာတင်ရင်များဖြင့်လေကူးမြို့နယ်ပြည်သူစေရင်သူပို့ဆောင်မိကြကြောင်းသိရှိရပါတယ်ရှင်ဆလတ်တင်ဆက်ပြီးမှာကတော့မြေကမ်းဘေးစားတောက်ဆိုင်မှာညစာစားပြီးစိတ်ခံပေါ်တရာပေါ်လမ်းလျှောက်ရာကနေနိုင်ငံသားတအူချေချော်ပြုတ်ကြမှုဖြစ်ပွားတဲ့တဲ့ အိန္ဒိယနိုင်ငံသားမြို့သားတဦးရန်ကုန်မြို့ပန်ဆူရန်နန်းတီတာစိတ်ကံကစားတော့ဆိုင်မှာညစာစားပြီးမြေကန်ရှိစိတ်ကံဘောဒရာပေါ်မှာလေညင်းခံလမ်းလျှောက်နေရင်းနဲ့မြစ်ထဲပြုတ်ကျခဲ့တဲ့ဖြစ်စဉ်တခုမေလ3ရက်ည9နာရီကံကဖြစ်ပွားကြောင်းသိရပါဗျ။အဆိုပါနိုင်ငံသားသားအားမေလ4ရက်နေ့မှာရန်ကုန်သမား9ရန်ကဆက်လက်ရှာဖွေနေတယ်လို့လင်းလက်လူမှုကွန်ရီးအသင်းထံကနေသိရပါဗျ။ အဆိုပါရေထဲပြုတ်ကျသူအိန္ဒိယနိုင်ငံသားမှာကျော်တရားမြို့နယ်ရှိ City Star Hotel မှာတဲခိုနေထိုင်သူဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ပရိသတ်များရှင်ကျမတို့ရန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုဝေခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။